ူမရဲ့တင်မမှာလိပ်ပြလေးကောင်းတတူထွားတဲ့အကြောင်းရင်းကိုပြောလာတဲ့သေစာဝင်းကျော်။သူမရဲ့နာမှာဝဲနေတဲ့မျိုးသားလိပ်ပြတွေကိုကိုစားပြုပြီးတော့တင်မမှာလိပ်ပြလေးကောင်းတတူထွားတာကတရုတ်စာမင်းသမီးသင်စာဝင်းကျော်ပါ။တရုတ်စာမင်းသမီးသင်စာဝင်းကျော်ကတော့မြန်မာနိုင်ငံမှာ အမိုင်စာအဟော်စောမင်းသမီးတတလို့ပြောရည်လေးမမပါဘူးအထူးသဖြင့်တေဇာဝင်းကျော်ရဲ့ဆွဲဆောင်မှုပြင်းနေမျက်နာကအမိုင်စာနှစ်လိုဝဲခနာကိုချိုးစားရီကပရိသတ်ယောက်ျားလေးတွေမဆိုထားနိုင်မိကလေးချင်းချင်းတောင်မှရှင်ခုန်ကြိုက်တွေ့ရပါတယ်ဒါကြောင့်လေတေဇာဝင်းကျော်ကိုအမျိုးသားပရိသတ်တွေကတန်တန်ဆွဲအားပေးကြတာပါအထူးသဖြင့်တေဇာဝင်းကျော်ရဲ့ရှင်ကိုဖိုတီဖက်တီဖြစ်စေတဲ့ဝတ်စုံတွေကြောင့်လေအလုံးကကြိုက်တွေ့ကြရတာဖြစ်ပါတယ်တေဇာဝင်းကျော်ဟာဖက်ရှင်ပိုင်းဆိုင်ရာပြောစရာမလိုအောင်ကိုမှအရန်ကိုလန်းနေတဲ့မင်းသမီးတလက်ဖြစ်ခါတက်တူတွေထိုးရတာလေကြိုက်တာပါ ခုကမှတော့တရုတ်ဆောင်မင်းသမီးတင်ဆောင်ဝင်းကျုံဟာသူတင်မာမာလေးပြလေးလေးကောင်ကိုတတူးထိုးထားတယ်လို့ပြောလာတာဖြစ်ပါတယ်။ဒီလိုထိုးရတာကလေးလေးပြလေးတွေအနားမှာဝဲဆိုရဲတခြင်းချောင်းဖြစ်ပြီးသူမဟာတတူးလင်းစားရိဆိုကြိုက်လို့မလို့အနာခံကတေပါတစ်ခုလုံးမှာတတူးထိုးတာဖြစ်တယ်လို့ဆိုပါတယ်။